ိဘရရဲ့ဂုံပကတနာတွေကိုလုံးဝမတုံမဲဖိတ်ဆောင်မှာခက်ရှင်းရှင်းပဲခြေပြလိုက်တဲ့ပိုင်တကုံတို့ဇနီးမောင်နှံပရိသတ်များလုံးမင်္ဂလာပါရှင့်ဆယ်လင်းဆိုင်တာ page ကနေပြလဲကြိုဆိုလိုက်ပါတယ်ရုပ်ရှင်မြင်သား model အဖြစ်နိုင်ငံတကာ influencer တယောက်ဖြစ်တဲ့ပိုင်တကုံကတော့သူ့ရဲ့မင်္ဂလာပွဲကိုမကြခင်မှာဝဲကျင်းပါတော့မှာဖြစ်ပါတယ် ပိုင်းဒဂုံဟာရုံးရီချုံမော်ပြီးအပြုတ်မှုလည်းကောင်းတဲ့အပြင်ဇာရီကြလည်းကောင်းတဲ့အတွက်မိန်ကလေးပြိသက်တွေများစွာလည်းရှိသလိုအနုပညာလောကမှာလည်းလေးစားမှုတွေများစွာရရှိနေခဲ့တဲ့သူပဲဖြစ်ပါတယ်မြန်မာပြည်ကနေပြီးတော့နိုင်ငံတကာထိပေါက်ရောက်အောင်မြင်တဲ့အနုပညာရှင်ဆိုတာရှားပါလွန်လာတာဖြစ်ပါတယ်။ဒီလိုမျိုးရှားပါလွန်တဲ့အနုပညာရှင်တွေထဲမှာမှပိုင်ဒဂုံဟောင်းတရုတ်ရိုဒီယာထိုင်းလာအိုနဲ့ကမ်ဘောဒီးယားနိုင်ငံတွေမှာ ပရိသတ်တွေခိုင်မာရရှိထားတဲ့မင်းသားပဲဖြစ်ပါတယ်။ဒီလိုမျိုးပြည်ပနိုင်ငံတွေမှာအောင်မြင်မှုတွေများစွာရရှိနေတဲ့အကြောင်းပန်ဒီကွန်ဟောင်းပြည်တွင်းမှာလည်းကုန်ပစ္စည်းတော်တော်များများရဲ့ brand model ဖြစ်နေခဲ့သလိုရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းအမြဲပါဝင်ပြီးတော့ Academy ကိုအမြဲတမ်းမှန်းကွင်းရတဲ့မင်းသားတစ်လက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုတွေများစွာရရှိနေတယ်လို့သူရဲ့နောက်ခံမိသားစုကလည်းအချင်းတော့မဟုတ်ပါဘူး။ပိုင်တကွန်ရဲ့မိသားစုဟာစားသောက်ဆိုင်လုပ်ငန်းတွေကိုပိုင်ဆိုင်ပြီးတော့ရန်ကုန်မြို့ရဲ့အထင်ကရဖြစ်တဲ့ကံတော်ကြီးတွေကကရဝေကြီးပေါ်မှာလည်းစားသောက်ဆိုင်တွေကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။မိသားစုအင်အားကလည်းတောင်တင်းတဲ့အပြင်ကိုရိုင်းကလည်းစွမ်းဆောင်နိုင်မှုတွေများစွာရှိပေမဲ့ပိုင်တကွန်ကဂုံမောက်မှမှုတွေလုံးဝမရှိပါဘူး။ ဒါအပြင်ခုချိန်မှာတော့ဘန်ဒဂိုဟာသူ့ရဲ့အချစ်ဆုံးလက်တွဲဘော်ဖြစ်တဲ့မိန်းကလေးလေးများဖြူနဲ့လက်ထပ်ပွဲကျင်းပပြီးတော့တရားဝင်အိမ်ထောင်တဲ့ဘဝကိုရောက်ရှိတော့မှာဖြစ်ပါတယ်။လေးနှစ်တာမကချစ်ခဲ့ကြပြီးတော့နောက်ဆုံးမှာတော့တခြားယောက်ျားတွေနဲ့မတူပဲအချိန်တိုတွင်းမှာတာဝန်ယူပြခဲ့ရပါဘန်ဒဂိုလက်ထပ်တဲ့မိန်းကလေးကလည်းတာမန်တဲ့နေရရမိန်းကလေးတယောက်မဟုတ်ပါဘူး။မြန်မာပြည်ရဲ့စံကုန်တဲ့အစည်းအရုံးရဲ့ဥက္ကဋ္ဌဖြစ်သူကိုအဖေတော်ထားရပြီးအောင်နိုင်ငံမှာရှိတဲ့အချို့ကြီးလုပ်ငန်းတဝက်ကိုလည်းဦးစီးထုတ်လုပ်နေရပြီးအစားအသောက်လုပ်ငန်းတွေကိုလည်းအင်းရဲစီးပွားရေးအဖြစ်လ ုံးကိုင်းနေတဲ့အတိုင်းဝိုင်းကပဲဖြစ်ပါတယ်။နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတစ်ဝက်ကိုဦးစီးနေကြတဲ့မိသားစုကဖြစ်တဲ့အတွက်အာလုံကမောက်မှာခတ်ထံမယ်လို့ထင်ခဲ့ကြပေမဲ့လေးမြဖြူကတော့တင်းငင်အေးစေးလွန်ပြီးတော့ပန်ဒဂွန်နဲ့လိုက်ဖက်လွန်တာပဲဖြစ်ပါတယ်။ အခုလိုမျိုးပေါင်းစည်းကြတဲ့အခါမှာမြန်မာတွေရဲ့ထုံစံတိုင်းကြွားလုံးတွေထုတ်ပြီးတော့ဂုံသိမ့်မတ်ကြမယ်လို့လူတွေကထင်ခဲ့ကြတာပါဖိတ်စာရရင်တစ်မျိုးလုံးတစ်ဆွေလုံးသားမကသူငယ်တန်းကနေအထက်တန်းထိရခဲ့တဲ့စုတွေရဲ့စည်ရင်းကိုတောင်ထဲ့ကျင်ကြတဲ့မြန်မာတွေရဲ့ဖိတ်စာရိုင်းနှီးထုံစံအတိုင်းအတိုင်းဝိုင်းကြီးကြတဲ့ပိုင်းတကွန်တို့ကလည်းအဲ့ဒီလိုပြုလုပ်မယ်လို့ထင်ခဲ့ကြတာပါ ဒါပေမဲ့တကယ်လက်တွေ့မှာတော့ပိုင်တကုံတို့ရဲ့ဖိတ်စာဟာအယိုးရှင်ဆုံးဆိုတာထက်တောင်ယိုးနေခဲ့ပါသေးရဲ့မိဘဖြစ်သူတွေရဲ့နာမည်နဲ့သတို့သားသတို့သမီးနာမည်ကိုသာထည့်ပြီးတော့လိုရင်းတို့ရှင်ပြုလုပ်ခဲ့ရဖြစ်ပါတယ်။ဘွဲနာမည်လေးတောင်မထည့်ဘဲနဲ့ကြည့်ရတာယိုးရှင်လွန်လှတဲ့ပိုင်တကုံတို့ရဲ့ဖိတ်စာကြောင့်လူအချို့ကတော့ပညာရမိမှအမှန်ပါပဲ။အကျွေးစိတွေကသာအတန်မီပြီးတော့ပြည့်တဲ့အိုးကပေါင်းပင်မကတ်ကြောင် ပပလီနဲ့ပညာပြသွားခဲ့ပြီးတော့လူအများကိုခြေချသွားခဲ့တယ်။ပိုင်ဒဂွန်နဲ့လင်းမြဖြူတို့ရဲ့အစူလျာရစ်ပတ်လက်ထက်ကြောင်းဖိတ်ကြောင်းလွန်နဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။